အာဆင်နယ်တင်းရဲ့ကမ္ဘာစင်ပြိုင်ပွဲဒီမှာဘဲဆုံခန်းစစ်တနေရာကိုအပိုင်သက်ရထားခဲ့တဲ့၁၈နှစ်သားလူဝစ်စကယ်လီကတော့အသက်၁၈နှစ်ပဲရှိသေးတယ်။ဒီယာတီမှာဒီဘယ်ဒီတလောက်ကောင်းလာမယ်လို့ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ဒီ loose scaling နဲ့ပတ်သက်ပြီးတော့ data အချက်လက်ထက်စာလို့ရှိရင်ကျွန်တော်ညီကိုရင်းနဲ့ဒါလက်ဖေးဆိုင်မှာဒီ player နဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အတိုင်းလေးကိုကျွန်တော်တို့သွားလိုက်အောင် loose scaling ဒီရာသီမှာစပြီးမိတ်ဆက်ခဲ့တဲ့ player ပေါ့လေကြံခဲ့တဲ့ရာသီတုန်းက ethan wanderi ဘာလဲဘလောက်ကောင်းလဲဆိုတာကိုကျွန်တော်တို့မကြာခဏလူစားဝင်ရင်းနဲ့တွေ့ခဲ့တယ်အလားအလာအရှိဆုံးဒီရာသီမှာတော့ ethan wanderi ကတော့ပွဲတွေအများကြီးကစားရတော့မယ်ဆိုပြီးကျွန်တော်တို့အာရုံရောက်ခဲ့တယ်အာရီတာက၂ရောက်ကိုတင်သွင်းလာခဲ့တာ louis kelly ရဲ့ ethan wanderi ရဲ့ဒါပေမဲ့တကယ်တကယ် ရာသီတောက်လျှောက်ဆုံးကနီးလာတဲ့အခါမှာတော့ဘဲပလီယာကပွဲကြီးအများကြီးကစားပြီးတော့အသင်းရဲ့ first line နဲ့ဖြစ်လာတယ်ဆိုတော့ Louis Kelly ဟာ၁၈နှစ်သားတူကအကြောက်လက်မရှိဘူး။သူဝင်ကန်တဲ့ပွဲတွေကလည်းတကယ်ကဘာစစ်ပြိုင်ပွဲတွေကြီးပဲ။ကျွန်တော်ပြောပြမယ်။အာဆင်နယ်သင်းရဲ့အဲ့ဒီလက်ပတ်တနေရာသည်ကစားသမားကောင်းတွေပုံနေရပဲ။စင်းချံကိုရှိတယ်။အမားတွေဘလောက်ပဲလုတ်ပါတယ်ပြောပြောဝါရင်ဘယ်ဘက်အစွန်ခံစစ်ကစားသမားယူကရိန်းသား နောက်ပြီးတော့ဒီຫນွေဈေးကွက်မှာတော့ပျော်ရိုင်းကြိုက်တဲ့နှင်းစီကင်ဖြစ်နေခဲ့တဲ့ကျွန်တော်တို့ရှင်ပြီးလူပြီးခေါ်ခဲ့ရတဲ့ color fury ရှိတယ်။ဒဏ်ရတာမရတာသူတပိုင်းထားပြီးတော့အဲ့ဘဲဘဲချက်မှာပဲအငှားနေပြောင်းလာခဲ့တဲ့ KNTR နေရှိတယ်။ KB ရောလည်းအဲ့နေမှာသွားဆော့လို့ရတယ်။တူမီကလည်းဒဏ်ရောက်တာအဲ့နေမှာမဆော့ဖြစ်တာ။ထင်ပါအောင်လိုအဲ့ရင်အဲ့နေမှာ switch ချင်းပြီးဆော့လို့ရတယ်။အဲ့ဘဲချက်မှာကစားသမားတွေကပုံနေရပဲ။ဒါပေမဲ့ဆက်ရှင်တွေသားတယောက်ကအိုက်တိုင်းယုံကြည်မှုအပြည့်အဝရလို့ အသင်းရဲ့ fan တွေအကုန်လုံးကလည်းဒီဘဲလေးကိုပဲထည့်ပြီးသုံးပါဆိုပြီးတိုက်တွန်းရတဲ့ဒီဖြစ်သွားတယ်အဲ့ဒါဘာကြောင့်လဲသူ့ရဲ့အကြောက်လက်မရှိတဲ့ကစားဟန်သူ့ရှီကနေပြီးတော့ထွက်လာတဲ့ through ball ရင်းနဲ့ ball carrying ကောင်းကောင်းလုပ်နိုင်ပြီးတော့ defensive vision အရန်ကောင်းတာသူ့ရဲ့ခံစစ်ကနေထိုင်ပြီးဘောလုံးဖြတ်တဲ့ပုံစံမျိုးတွေကတော်တော်လေးကောင်းတယ်ကျွန်တော်တို့နှိုင်းရှင်ပြမယ် color fury တို့ဇင်ချန်ကိုတို့ပြိုင်ပက်စီယာဘောလုံးကိုလူ့ဖို့ကြိုးစားတဲ့အခါမှာသူတို့ကနောက်ဆုတ်ရင်နောက်ဆုတ်ရင်းနဲ့ဘောလုံးလာလမ်းကြောင်းတွတ်ဆာတယ်ဒါပေမဲ့ လူးစ်ကေရီကကျတော့ပြိုင်ဘက်တက်စစ်တောင်ပံကစားမိုင်းဘောလုံးဆွဲပြေးလာပြီဆိုရင်နောက်ဆုတ်ပြီးတော့အဲ့ဒီဘောလုံးရှင်းဖို့တက်ဆိုင်ရင်ပူးကတ်သွားပြီးတော့ physical အပြူပြီးလူယူလေးရှိတယ်။ဒါကတစ်ဖက်က dribbling လုပ်မဲ့ကစားသမားတွေနေတဲ့ဆိုတော်တော်လေးကိုစဉ်းစားချက်တဲ့အနေထားကိုကာယအပြူပြီးတော့ဘောလုံးကာပြီးယူသွားတာမျိုးတွေပြီးတော့သူကိုယ်တိုင်ဘောကရင်ကောင်းကောင်းနဲ့ midfield line နဲ့ထိတက်ပြီးဆော့တာမျိုးတွေ penalty box ထဲထိ finishing လုပ်ဖို့ကြိုးစားတာမျိုးတွေကအာရီတာလိုမျိုး impact အရန်ကြိုက်တဲ့နီးပြတူအုပ်အတွက်ဆိုရင်တော့ပြီးပြည့်စုံတဲ့ဘယ်ဆောင်ခံစားသမားဖြစ်သွားတယ် ျွန်တော်ဒီဘဲလေးကိုအဲ့လောက်ကြီးကောင်းလာမယ်လို့မထင်တာဘူးအစတော့ကျွန်တော်ယာတိအစတော့ကဒီဘဲလေးအနီကက်တွေပြခိုင်းနေအဝါကက်တွေခက်ဆစ်သိဖြစ်တုန်းကမင်းတို့တိတ်မြောက်မပေးနဲ့နော်ဘန်ဝိုက်စီစဉ်2ဘာညာနဲ့မင်းတို့တိတ်မြောက်မပေးနဲ့နော်ဆိုပြီးအချင်းချင်းပြောကြတာရှိတယ်ဒါပေမဲ့လူတစ်ယောက်ကသူ့ဗီဇာနဲ့သူတချို့တွေကကျွန်တော်အဲ့လိုခက်ချင်းချင်းပုံစံမျိုးနဲ့ပဲတရေတီးရဒါပေမဲ့အဲ့ဒီပုံစံကလည်းဘလုံးလောကရဲ့အရသာတစ်ခုပဲအမြင်နဲ့ဘလုံးသမားကြီး၁၁ယောက်အကုန်လုံးလိမ္မာနေရင်လည်းဘလုံးမွေးကြီးကပြင်းစရာကြီးတယောက်ယောက်ကတော့ဒီလိုခက်ချင်းချင်း emotion မြင့်ပုံစံမျိုးရှိနေမှလည်းအသိတင်းတဲ့အရေးပါပါကျွန်တော်မှတ်မိပါသေးရယာဒီအစားတုန်းက Manchester City နဲ့ပထမကြော့တွေ့တုန်းက Louis Scaly ကအသင်းဘက်ကနေရက်တီးပြီးသွားဖြည့်တဲ့ခါမှာမင်းကဘာတူလဲမင်းကမင်းကဘယ်ဟာကောင်းလဲဆိုပြီးတော့အာလင်းဟာလန်ပြောတာမှတ်မိပါသေးဒါပေမဲ့ဒုတိယအကြော့မှာကျွန်တော်တို့ Manchester City ကိုဂိုးပြတ်နိုင်တဲ့ခါမှာတော့အာလင်းဟာလန်ရဲ့အောင်ပွဲခံမှုပုံစံမျိုးပြန်ပြီးလုပ်ပြီးတော့ငါးပါးကောင်းလဲဆိုတာပြသွားတယ် အဲ့ session နဲ့ဒါပေါ်သေးသေးတော့မဟုတ်ပြီးတော့ real မတွေ့အသေးနဲ့ပွဲစီပါဆိုလို့ရှိရင်လေ real မတွေ့ပိသက်တွေပဲကိုလှည့်ပြီးတော့ဘာမှုစတဲ့ရေအောင်ကောက်တော့လိုက်သေးတယ်အာ goal သွင်းပြီးတဲ့အချိန်မှတော့ကျွန်တော်ထင်တာမောက်ဆိုရင် martinelli goal သွင်းပြီးတဲ့အချိန်မှအချိန်ပုံမှာ ac ပဲ celebration လုပ်ပြီးပြန်လာပြီးတော့ပိသက်ဘက်တော့လှမ်းပြောင်းသွားလိုက်သေးတယ်အဓိကကဘာလဲဆိုတော့ကိုယ့်ကိုယုံကြည်မှုရှိရယုံကြည်မှုရှိတဲ့အခါငါလုံနိုင်တယ်ဆိုတဲ့အသည့် तू ကအင်တာဗျူးမှာဖြေထားဘူးတယ်ကမ္ဘာအကောင်းဆုံးကစားသမားတွေနဲ့ပဲတွေ့ချင်းတယ် ဘာလို့လဲဆိုတော့ကျွန်တော်ကကမ္ဘာအကောင်ဆုံးကစားသမားတူဖြစ်ချင်တဲ့အတွက်သူတို့ကိုရင်ဆိုင်ကြော်ဖြတ်ဖို့လိုအပ်တယ်ဆိုပြီးပြောသွားတယ်။အခုသူကလက်ပတ်ဖူဘက်တနေရာမှာစောနေဆိုပေမဲ့အိုက်တာလည်းအင်တာဗျူးတချို့မှာပြောသွားခဲ့တာကတော့အနာဂတ်မှာ DN Rome မှာ Louis Kelly ကိုပြန်ပြီးသုံးသွားဖို့ရှိတယ်။သူကလည်းဒီနေရာကိုလွယ်လွယ်နဲ့တော့ရခဲ့တာမဟုတ်ဘူး။အမေရိကလေပို့ပြီးတော့တော့ကျွန်တော်အမှတ်ပေးမိတာကသူ့ရဲ့လူငယ်ကစားသမားမှာသူက DN Rowe ကွင်းလေခံစစ်နေရာမှာဆော့ခဲ့တာ။ဒါပေမဲ့ Arsenal အသင်းမှာမင်းဝင်ပြီးဆော့ကျင်နေဆိုရင်တော့ အဲ့ဒီလက်ပတ်ဖူးဘက်တနေရာမှာတော့ဝင်ဆုပ်လို့ရမယ်ရှိတဲ့လူတွေအများကြီးပုံနေဆိုပေမဲ့သူတိတ်စိတ်တိုင်းမကြောက်ဆိုပြီးအိုက်တာဆွေးနွေးလိုက်တယ်။ Okay boss ဆိုပြီးသူဝင်ဆော့တယ်။အဲ့ဒီနေရာမှာသူလဲခြေစွမ်းပြနေသူအိုက်တာလဲသူ့အတွက်ယုံကြည်စိတ်ချတဲ့တနေရာဖြစ်သွားတယ်။ကျောင်းညီကိုတွေမှတ်မိမှာပါ။ကြံခဲ့တဲ့200ဒီလုံးကျွန်တော်တို့ဒုက္ခရောက်ခဲ့တာကအဲ့ဒီဇင်ချန်ကိုရဲ့လက်ပတ်တနေရာတော်တော်လေးဒုက္ခရောက်ခဲ့တာ။ KBO ဝင်ဆော့တယ်။ပောက်ကြရတွေဖြစ်တယ်။စင်းချောင်ကိုဝင်ဆော့တယ်အစင်မပြူတီယန်လေးကလည်းအဲ့ချိန်မှာမရှိဘူးတိုမီယာစုဆိုတာလည်းမြင်းတလဲပြောက်တလဲ ဲ့လိုအနေထားမှာအဲ့ဒီဘက်ချမ်းမှာအခုဒီနှစ်အစာပိုင်းမှာဆော့ပါဆိုတဲ့ထင်ပါကလည်းမနစ်က ASEAN တရားနဲ့ကျွန်တော်တို့ကမနစ်ကဇင်းချန်ကိုပဲတယူတရားတုံးခဲ့ရတယ်။ခီဘီရောအဲ့ဒီမှာဝင်ဆော့တော့မနည်းလေးတပြင်းချလို့ရတဲ့အနေထားရှိတယ်။ဇင်းချန်ကိုဆိုလို့ရှိရင်တည့်ရတိုင်းပဲတချို့ကိုယ်စုံမပေးသင့်တာပေးရတယ်။ဒီနှစ်မှာတော့ Louis Kelly ကကျွန်တော်တို့ရဲ့ဟာကွက်တစ်ခုကိုအကောင်းဆုံးဖြေသွားနိုင်ခဲ့တာ။မနစ်ကပြိုင်ဘက်တွေပြောစကားတစ်ခုရှိရနော်။ Arsenal တိုက်စစ်ဆော့မယ်ဆိုလို့ရှိရင်ဇင်းချန်ကိုဘက်ကနေဖောက်ဆိုတဲ့ပုံစံမျိုးပဲ။ ဲ့နေရာအားလေးချက်ဖြစ်ခဲ့တာအဲ့တော့လေအိုက်တာအမြဲတမ်းဒီနေရာအတွက်လူဝယ်ဖို့ကိုကြည့်ခဲ့တယ်အခုတော့အသင်းရဲ့အကယ်ဒမီထုတ်ပေါ်ကအကောင်းဆုံးအဲ့နေရာကိုဖာထေးသွားခဲ့အဲ့ဒီအတွက်အနာဂတ်မှာလူဝစ်ကယ်လီကိုကွင်းနဲ့ဒီနေရာမှာထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်အဲ့ဘက်ချက်မှာတင်မာသွားဆုတ်လို့ရတယ်ညာဘက်ချက်မှာဘန်ဝိုက်ဆုတ်လို့ရတယ်ဒါအာဆင်နယ်အသင်းရဲ့လက်ရှိစကွတ်ပဲအခုဆိုခီဗီယောရဲ့အကောင်းဆုံးနေရာကိုကျွန်တော်သိပြီးဗဟိုခံစစ်မှာဆော့လို့ရတယ်အဲ့နေမှာဂေဗီယယ်ပြန်လာမယ်ဆိုရင်တော့မှဆာလီဘာနဲ့ဂေဗီယယ်ကိုကောင်းကောင်းနောက်ကနေပရက်ရှာပေးဖို့အတွက်အရန်ကုန်မှာ quality တဒန်းနေနေဆိုပေမဲ့ပိုလန်သားရှိမယ် ဒါဆိုကျွန်တော်တို့ Louis Kelly အကြောင်းပြောလိုက်အောင်16နှစ်သားဒီယာတီ Premier League 33ပွဲကံပြီးအချိန်မှာ16ပွဲဝင်ကစားထားတယ်။အဲ့ဒီမှာတကောသွင်းထားတယ်။သွင်းထားတဲ့တကောကလည်း Premier League က Manchester City လို့အသင်းမျိုးကိုသွင်းထားခဲ့တာ။ကျောနှစ်ဘက်က49အဲ့တော့သူတို့နှစ်ယောက်ပေါ့လေ Wanderi ကတော့စကားပြန်လာတဲ့အချိန် Odigak ရှိတဲ့အချိန်မှာဆိုလို့သူ့ရဲ့ပွဲကစားဝင်ရအကန့်အသတ်ဖြစ်သွားတယ်။ ဒါပေမဲ့လူးဝစ်စကယ်လီကတော့လူတွေတပုံကြီးရှိပါဆိုတော့အဲ့ဒီဘယ်ဘက်အစုံခံစစ်မှာအပိုင်စားတင်နေရသွားတယ်ပြီးတော့သူပွဲထုတ်ဝင်ရတဲ့ပွဲကြီးလည်းကြည့်လိုက်အောင်ချန်ပီယံလိရီယယ်မက်ဒရစ်လိုပွဲမျိုးတွေပြီးတော့ပရီးမီးယားလိမှာဆိုတော့တကယ်ဘစ်မက်ပွဲစဉ်တွေမှာစောက်ဝင်ရတယ်အာဆင်နယ်အသင်းရဲ့ခံစစ်ကစားပုံကလည်းဒီလိုလူငယ်ကစားမှယူတဲ့ဆိုပိုပြီး confidence ရှိသွားနောက်တစ်ချက်ရှိတယ်အဲ့ဒါကခံစစ်နှစ်ထပ်ဆော့တဲ့ပုံစံမျိုးအသင်းရဲ့တောင်ပန်တိုက်စစ်မှာမာတီနယ်လီရှိရဆိုပေမဲ့အာဆင်နယ်က out of position တွေမှာဆိုရင် off the ball movement တွေမှာဆိုလို့ရှိရင် ပြိုင်ဘက်ကတိုက်စစ်ကိုခုခံဖို့အတွက်လူဝစ်စကယ်လီကနောက်ကိုနည်းနည်းဆင်းသွားတယ်အဲ့ရှိမှာခန်းစစ်ပထမလိုင်းဖြစ်မာတီနီလီကအရင်ဖြတ်တယ်မာတီနီလီကိုတစ်ဖက်တိုက်စစ်ကကြော်လာပြီဆိုတော့မှလူဝစ်စကယ်လီကတက်ဖြတ်အဲ့အတွက်အာဆင်နယ်တင်းရဲ့ညာဘက်ချမ်းမှဆိုလဲထင်ပါအဲ့ရှိမှာစာကာရှိတယ်ဘယ်ဘက်ချမ်းမှဆိုလဲလူဝစ်စကယ်လီအရှိမှာမာတီနီလီရှိတယ်ဒါအာဆင်နယ်တင်းရဲ့ off the ball movement တွေမှာသုံးဝပုံစံ in position တွေမှာကြတော့ကိုကဘောလုံးကင်ထားတဲ့အခါမှာလူဝစ်စကယ်လီကကိုယ်လက်ထိတက်ပြီးပူပေါင်းသွားတယ် DM vision လည်းရှိတယ်လက်ပတ် vision လည်းရှိတယ်ကစားသမား ဲ့လိုကစားသမားမျိုးကအသင်းအတွက်200 300လောက်ပိုဇီရှင်ဆွစ်ချင်းပြီးဆော့ပါအဲ့ဒါက Louis Kelly ကို Aida ဘာကြောင့်အသေးခိုက်လဲဆိုတဲ့အချက် Aida မှာ left back ကစားသမားတွေတဘဝင်းရှိခဲ့ဒါပေမဲ့ Timber လွင့်ကျန်တဲ့ကစားသမားတွေသူတိတ်အဆင်မပြေခဲ့ဘူးဘာကြောင့်ဆိုဘော Kelly ဘိုင်းမှာရောတိုက်စစ်ကိုလိုက်ထောက်တဲ့အပိုင်းမှာရောကွင်းလယ်မှာဖြည့်ပြီး inverted ဆော့တဲ့အပိုင်းမှာရောပြိုင်ဘက်တိုက်စစ်တောင်းမှာခက်ချက်ချန်းတုံ့ပြန်တဲ့အပိုင်းမှာရော defensive vision ဘိုင်းမှာရော Aida လုံးဝအဲ့ဘယ်ဘက်အဆုံကစားသမားတယောက်မှမကြိုက်ခဲ့ဘူး င်မာပြန်လာတော့သူသုံးခဲ့တယ်။အဲ့မှာလူးဝစ်ကယ်လီကိုသူတော်တော်လေးသဘောကျအောင်တော့ထင်မာကိုညာဘက်ချမ်းပို့လိုက်တယ်။ဒါပဲအာရီတာအနေနဲ့လက်ရှိအချိန်မှာအဲ့ဒီဘဲဘက်ချမ်းခံစစ်အတွက်အဖြေတစ်ခုဖြစ်သွားခဲ့တာကလူးဝစ်ကယ်လီ။အဲ့အတွက်ဒီကစားသမားလေးကိုကျွန်တော်အရန်ဘာကြောင့်ဟိုက်လဲ။ဘာကြောင့်သဘောကျလဲ။ပွဲစဉ်တစ်ပွဲမှာကျွန်တော်ကြိုက်ဆုံးကစားသမား၄ယောက်၅ယောက်ရွေးရင်သူ့ကိုဘာကြောင့်မကြံခဏထည့်မိလဲဆိုတော့အဲ့ဒီအချက်တည်းကြောင့်ပါ။အဲ့တော့ဒီ session တားနဲ့ပတ်သက်ပြီးမကြခင်မှာအာဆင်နဲ့စာချုပ်တက်တန်တူရကိစ္စကြီးလုတ်ဖို့ရှိပါတယ်။ပြီးတော့ သူ့ရဲ့ညင်လေးပေါ့လေအဲ့ဒါကတော့သူ့ရဲ့ခကြညံစောတဲ့ပုံစံမျိုးတွေသူ့ရဲ့လက်ရှိလုပ်နေတဲ့ playing style တွေပြီးတော့အင်္ဂလန်အသင်းရဲ့စင့်ခေါ်ခြင်းခံရတဲ့အနေအထားမျိုးတွေဒါတွေကတိုက်ဆိုင်မှုမဟုတ်ဘူးဒါခါကျတော့ဘောလုံးသမားတူသူတကယ်ဖြစ်ရမယ်အချိန်သူ့အချိန်ကြာလာတဲ့ခါကျရင်အားလုံးကနေရာဖယ်ပေးရတယ်ဝူးဝေးမကြည့်နဲ့ဇင်းချန်ကိုအင်ဂျူရီရတယ်ဒီအနေကြက်ခိုင်မှုမပြေပါဘူးကာလာဖျူရီဒဏ်ရာရတယ်ထင်းမညာပချမ်းသွားဆော့ရတယ်ခီဗီယောအမားတွေလှုပ်တယ် အဲ့ဒီဖူးဘက်တနေရာမှာပေါ့လေအဲ့တော့ session ဒေတာလေးကအဲ့မှာပုံမှန်ပေါ်ထွက်တဲ့နေရာရောက်သွားတယ်ဒါပေမဲ့ကံကပေးလို့ရတယ်ဆိုရင်လည်းကိုယ့်ရဲ့စူးစမ်းအထုံးမှုကအဲ့ညမှာသူစပီးတည်မြဲသွားခြင်းအချက်ပဲလူတယောက်ကအချိန်ကျလာပြီဆိုရင်သူ့နေရာအတွက်အကုန်လုံးကဖယ်ပြီးရဆိုစကားတကယ်မှန်တယ်အဲ့တော့ Louis Kelly ကတော့ Arsenal ရဲ့လက်ပတ်တနေရာမှာအပိုင်သားရသွားခဲ့ပြီ Van Dijk ကတော့အနာဂတ် Arsenal ရဲ့တက်စစ်တောင်းပန်မှာတော့တနေရာရလာလိမ့်မယ်ထင်တယ်။တေချာတို့ကတော့ အသင်းရဲ့အကယ်ဒမီထက်ကစားသမားတွေအကုန်လုံးကတော့ဒီယာတီမှာလူးဝစ်စကယ်လီနဲ့အီတန်ဝန်ဒီကိုကြည့်ပြီးတော့ဒီအသင်းမှာစာချုပ်သက်တမ်းတိုးဖို့အကယ်ဒမီမှာဆက်နေဖို့ရွေးချယ်ကြလိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့တကယ်သာစူးစမ်းပြီးတကယ်သာ quality ပြည့်မီပြီးတော့အကာလတစ်ခုရောက်လာရင်အာရီတာကအသင်းကြီးကိုဆွဲခေါ်မယ်ဆိုရုံချင်မှုဒီ player နှစ်ဦးစီကနေပေးထားနိုင်ခဲ့ပါလေ။အသင်းကနေပြီးတော့လမ်းကူးလက်မှာထောက်ခွာသွားတဲ့ player တွေရှိပါတယ်။ဒါပေမဲ့လည်းအဲ့ဒီ player တွေကအခြားအသင်းမှာအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေလောလောဆယ်သူတို့မျက်လုံးထဲမှာလည်း အိုက်တိုင်းလက်အောက်မှာစကယ်လီနဲ့ဝန်ဒရီဘလောက်ထိတိုးတက်လာပြီးတော့အသင်းအတွက်ဘလောက် impact ဖြစ်လာတယ်ဆိုတော့သူတို့တွေ့သွားအခုဆိုရင်အင်္ဂလန်လက်ရွေးစင်ဖြစ်နေပြီးလူးဝစ်စကယ်လီကဝန်ဒရီကိုလည်းမကြခင်မှာဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့လေနှစ်ယောက်စလုံးကတမျိုးစီကောင်းပါတယ်ဒါပေမဲ့အိုက်တိုင်းရဲ့လက်ပတ်ပုံစံတစ်ခုကိုတော့အကောင်းဆုံးလူးဝစ်စကယ်လီကဖြည့်ရှင်းပေးသွားနိုင်ပါတယ်အဲ့တော့ညီကိုတို့ကလူးဝစ်စကယ်လီနဲ့ပတ်သက်ပြီးအမှတ်ရတွေရှိလားအနီးကပ်တွေတော့လာမပြောနဲ့ဗျာ တချို့ကတော့ Ashley ကိုလက်သစ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘသူလက်သစ်ဆိုတာထက် Louis Kelly လက်သစ်တွေ Academy မှာအများကြီးထွက်ပေါ်လာဦးမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကောက်ဝင်ပြောင်းပြီးတဲ့ show ball online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တူညာကို6916639တူညာဆွတ်တပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်လာဖြစ်လို့ဝင်ပုံချာရှိမှဘောလုံးမွေးတွေလောက်မှာဘောလုံးမွေးတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ဖို့ရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် iPad ခွရှိကို Sport Internet ငါတို့လို့မိတူကိုကစားလို့ရနေပါပြီခင်ဗျာ